မင်္ဂလာပါရှင်ခေတ်တက်လီဗီရှင်ကနေတရင်နေကိုတင်ဆက်ပေးပါမယ်မလေးရှားဝင်ကြီးချုပ် NUG နဲ့တွေ့ဆုံမှုကိုတရားဝင်ချပြခဲ့ပြီးစစ်ကောင်ဆောင်နဲ့တွေ့ဆုံမှုအားပြသမှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ Rose Wood Hotel မှာမနီကာ EP 18ရက်ကအာဆီယံအလဲချဥက္ကဋ္ဌမလေးရှားနိုင်ငံဝင်ကြီးချုပ် Anwar Ibrahim နဲ့စစ်ကောင်ဆောင်မင်းရောင်လိုင်းတို့တွေ့ဆုံခဲ့မှုကိုမလေးရှားဝင်ကြီးချုပ်ကမှတ်တမ်းတပ်ပုံတွေကို၎င်းရဲ့လူမှုကွန်ရက်ဆမျက်နှာတွေမှာတက်စင်းမျှဝေခဲ့ခြင်းမရှိကြောင်းသိရပါတယ် ဒါပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခန့်တန်းနဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar Ibrahim တို့အွန်လိုင်းကတွေ့ဆုံခဲ့မှုကိုမလေးရှားဝန်ကြီးချုပ်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖြန့်ဝေခဲ့ပါတယ်။၎င်းမှာအာနာသိန်းစစ်ကောင်ဆောင်ကိုမလေးရှားနိုင်ငံကတရားဝင်အတိမတ်ပြုလို့ခြင်းမရှိလို့ဖြစ်တယ်လို့နိုင်ငံရေးလှိလာတုံ့တက်သူတွေနဲ့ပြည်သူတွေကမှတ်ချက်ပေးပါတယ်။ဒါကရှင်းနေတာပါပဲ။တွေ့တာကတာဝန်ရနဲ့ငလင်အကူအညီတွေတကယ်ဒုက္ခတွေ့နေသူတွေစီရောက်စေချင်လို့ဆိုပြီးသူမလေးရှားဝန်ကြီးချုပ်ရဲ့ရည်ရွယ်ချက် ိုင်းတွေ့တယ်။မှတ်တမ်းတက်ပုံလေးတပုံတော့မတင်တာကတော့စကားစကောင်းဆောင်ကိုနိုင်ငံရေးအနီးအရာတိမတ်မပြိုးဆိုတာသိသားစေပါတယ်လို့တရင်ညီကိုလီလာဆောင်ကြည့်နေသူရှန်ကုံမျိုးနေမျိုးသားတအုပ်ကပြောပါတယ်။ အဆိုပါတွဲဆောင်ပွဲကထိုင်းဝင်ကြီးချုပ်ဟောက်တက်စင်ရှင်နာဝတ်ထရာရဲ့စီစဉ်ပေးမှုနဲ့၃ဦးတွဲဆောင်ခဲ့တာဖြစ်ပါတယ်။ထိုင်းကို၂ရက်တာလာရောက်ခဲ့တဲ့မလေးရှားဝင်ကြီးချုပ်ရဲ့မော်တော်ယာဉ်မှာမလေးရှားနိုင်ငံတော်အလန်တက်စင်ထားတာကိုတွေ့ရတော့လဲစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့မော်တော်ယာဉ်မှာမြန်မာအလန်မတွေ့ရခြင်းမှလည်းစစ်ကောင်ဆောင်ကိုတည်ရဝင်အတိမတ်မပြုခြင်းဖြစ်နိုင်တယ်လို့အထက်ပါအမျိုးသားကပြောပါတယ်။ဒီနေရာမှာပုံမှန်အနည်းနဲ့အနည်းဆက်ဆုံးပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ဘင်စတန်အစည်းအဝေးကိုစစ်ကောင်ဆောင်လာတဲ့အချိန်တုန်းကနေအချိန်အနည်းမတူတော့တာပါဘင်စတန်အစည်းအဝေးကစစ်ကောင် ောင်ရင်ကားမှာမြန်မာအလံတက်ဆင်ထားတာတွေ့ရပါတယ်အခုမတွေ့ရတော့ဘူးလို့၎င်းကထောက်ပြပြောဆိုပါတယ်ဒါအပြင်မလေးရှားဝန်ကြီးချုပ်ကစစ်ကောင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို၎င်းရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ခြင်းမရှိဘဲကြံကောင်းဆောင်ရဲ့မှတ်တမ်းတပ်ပုံတွေကိုသာဝေဝေဆာဆာဖော်ပြခဲ့ပါတယ် မလေးရှားဝန်ကြီးချုပ်ကစစ်ကောင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့မှတ်တမ်းဓာတ်ပုံတွေကိုသူရဲ့လူမှုကွန်ရက်ကနေမမျှဝေခဲ့ပါဘူး။ဒါကဘန်ကောက်တွေ့ဆုံပွဲဟာနိုင်ငံတော်အစဉ်တရားဝင်တွေ့ဆုံတာမျိုးမဟုတ်ဘူးလို့သတ်သိခံနေတာဖြစ်ပါတယ်လို့နိုင်ငံရေးလီလာတုံသက်သူတအုပ်ကမှတ်ချက်ပြုပါတယ်။မလေးရှားလွတ်တော်အမတ်တအုပ်ဖြစ်တဲ့တန်ဟောင်ပန်ကလည်း၎င်းတို့ဝန်ကြီးချုပ်အနေနဲ့စစ်ကောင်းဆောင်မရောက်နိုင်ကိုတွေ့ဆုံခဲ့ခြင်းကနိုင်ငံရေးအားအတိမတ်ပြုလိုခြင်းကြောင့်မဟုတ်ဘဲငလင်းပီးကြောင့်ထိခိုက်ခံစားနေရသူတွေကိုကူညီဖို့တတ်တာဖြစ်တယ်လို့အေပီလာ18ရက်နေ့မှာ၎င်းကထုတ်ပြန်ပြောဆိုပါတယ်။ ်လူတွေရဲ့အသက်တွေကိုကယ်ဆယ်ဖို့လိုအပ်နေတဲ့အခြေအနေမှာနိုင်ငံကြီးအားဖြစ်တဲ့မဖြစ်တဲ့ဆိုတာတွေနဲ့တွေ့ဝေမနေတဲ့တော့ဘူးလို့မလေးရှားအမတ်ကပြောပါတယ်မစ္စတာအန်ဝါအီဘရာဟင်ကမစ္စတာသက်ဆင်နဲ့တွေ့ဆုံမှုမတန်များထိုင်းဝင်ကြီးချုပ်ဖေတောင်တန်ရှင်နာဝတ်ထရာနဲ့တွေ့ဆုံမှုမတန်တပ်ပုံတွေကို၎င်းရဲ့လူမှုကွန်ရက်တီဖြစ်တဲ့ Facebook တို့မှာဝေဝေဆာဆာပြန်လည်မျှဝေခဲ့တာကိုတွေ့ရပါတယ်ထို့သူစကောင်စီဘက်ကလည်းမလေးရှားဝင်ကြီးချုပ်နဲ့တွေ့ဆုံခဲ့မှုကို၎င်းတို့ထိန်းချုပ်ထားတဲ့မီဒီယာတွေမှာတစင်းသတင်းဖော်ပြခဲ့တော့လဲမှတ်တမ်းတပ်ပုံနဲ့ဗီဒီယိုတွေကိုတော့ ော့ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့မစ္စတာအီဘရာဟင်က AP လာ16ရက်နေ့မှာအွန်လိုင်းမှာတစင်းတွေ့ဆုံခဲ့တဲ့အမျိုးသားညီညွတ်ရေးဆိုရာ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်နဲ့တွေ့ဆုံမှုကို၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာပြန်လည်ဖော်ပြသွားပါတယ်။မလေးရှားနိုင်ငံမှာလူချင်းလဲတွေ့ဆုံဖို့အမြဲတကားဖွင့်ထားတယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောသွားပါသေးတယ်။ဒါပေမဲ့မလေးရှားဝန်ကြီးချုပ်ရဲ့ထုတ်ပြန်ချက်မှာ NUG ဝန်ကြီးချုပ်ရင်ရူကိုထည့်သွင်းမဖော်ပြထားပေဦးမန်ဝင်းခိုင်တန်လို့သာဖော်ပြထားတာကိုတွေ့ရပါတယ်။အလားတူမလေးဝန်ကြီးချုပ်ကပြီးခဲ့တဲ့ရက်ပိုင်းက၎င်းတို့နိုင်ငံ ကိုလာရောက်ခဲ့တဲ့တရုတ်သမ္မတရှီချင်းပြင်းတဲ့တပ်ပုံတွေကိုလည်း၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာတက်စင်ဝေဝေစားစားဖော်ပြခဲ့ပါတယ်။မလေးရှားဝန်ကြီးချုပ်ကထိုင်းနိုင်ငံဝန်ကြီးချုပ်ပီတောင်တက်ရှင်နာဝက်ထရာကတရားဝင်ဖိတ်ကြားမှုနဲ့ဘန်ကောက်မြို့ကိုနေရတာတရားဝင်ခီးစဉ်ဖြင့်ရောက်ရှိလာခဲ့ရမှာပီတောင်တက်အပါအဝင်တက်စင်ရှင်နာဝက်ထရာကိုမစ္စတာအီဘရာဟင်ကတည်တံ့တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပါတယ်။မလေးရှားဝန်ကြီးချုပ်ကစစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်ငလင်းပြီးပြန်လည်ထူထောင်ရင်းလူသားချင်းစာနာမှုအကူအညီများနဲ့ငြိမ်းချမ်းရေးတို့ကိုအဓိကထား ာဆွေးနွေးပြီး NUG ဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့ရမှာလေအာဆီယံဖွဲ့ဝင်နိုင်ငံများနဲ့ဆက်ဆံရေးတွေ့မြင်ရေးအပအဝင်မြန်မာပြည်သူတွေထံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထိရောက်စွာပေးဖို့ဖြန့်ဝေနိုင်ရည်ကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးကော့တောင်းစကိုင်းနဲ့ပုံပြင်းတို့မှာစစ်မှုထမ်းတပ်သားတက်လေးကိုအလင်းဝင်တဲ့ကြောင့်တင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံရှနောင်းမြို့မှာကော့တောင်းမြို့ကိုပို့ဆောင်ခံရပြီးစစ်မှုထမ်းပတ်စဉ်ဆက်နေအတွက်တပ်သားတက်အဖြစ်စုဆောင်းခံရသူကိုအောင်စိုးအလင်းဝင်ရောက်ခဲ့ကြောင်းကော့တောင်းမြို့နဲ့ပြည်သူ့ကာကွယ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန် င်ငံအင်ဘလူးကသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးရနောက်ရနောင်းမျိုးမှာကော့တောင်းမျိုးကိုပို့ဆောင်ခံရတဲ့ကိုအောင်စိုးကိုအချမ်းဖတ်စတက်ကစင်မူရန်ပတ်စင်ဆန်တဲ့အတွက်တတားတဲ့အဖြစ်စုဆောင်ပြီးရနောက်ကော့တောင်းမျိုးအခြေဆိုင်431တန်ရင်ကိုပို့ဆောင်ခံလိုက်ရကြောင်းသိရပါတယ်။ကိုအောင်စိုးက431တန်ရင်မှာတနာကြားတင်နန်းတန်ရောက်ပြီးရနောက်ဧပြီလ18ရက်နေ့မှာကော့တောင်းမျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့တန်းထွက်ပြီးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကျွန်တော်တို့သွားရောက်ပြီးတော့ခေါ်ဆောင်ခဲ့တာအားလုံးပေါင်း ောက်ထွက်ပြေးလာတာ၃ဦးလို့သိရတယ်၂ဦးကတော့အခုဒီအဆက်အသွယ်လုံမလာသေးပါဘူးလက်ရှိကတော့စစ်မှုထမ်းတနက်မတက်ခင်ထွက်ပြေးလာတယ်လို့သိရပါတယ်431တန်ရင်မှာတလားတော့ရှိပြီလို့ပြောတယ်စုစုပေါင်း103ရောက်ရှိတယ်လို့သိရတယ်တနင်္သာရီတန်ကပါမြေမြုပ်ကလို့သိရပါတယ်အခုလောလောဆယ်တော့ဒီအတိုင်းပဲထားပါတယ်ကောင်းကောင်းမွန်မွန်ထားပါတယ်ပြည်သူ့ဘက်ပြောင်းကျင်တဲ့စကားစာတသားတွေကိုကျွန်တော်တို့ပကပါဖွဲ့ကနေပြီးကြိုးစိုးလျက်ပါလို့ပြောကြမှာတယ်လို့ကော်တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကတတိယနဲ့ပြန်ကြားရေးတာဝန်ခံအင်ဘလူးကပြောပါတယ် ကော့သားမျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့ရင်းနဲ့ပြည်သူ့ဘက်ကိုကုပြောင်းအလင်းဝင်လို့တဲ့မြည်သူကိုမစိုးလက်ခံကြိုးဆိုသွားမှာဖြစ်ကြောင်းအတိပင်းနှိုးဆော်ထားပါရယ်အလားတူစကိုင်းတိုင်းစကိုင်းမျိုးနယ်တို့မှာအကြံဖက်စက်ကောင်စီရဲ့အတင်အဓမ္မပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုရန်တပ်သားတဲ့နှုတ်အလင်းဝင်ရောက်လာခဲ့ကြောင်းလျှက်စည်းတက်ခွဲမုံရွာခရိုင်အမတ်ဆက်နှစ်တန်ရင်တက်ခွဲတုံးမှာတာဝန်ရှိသူတအုပ်ကပြောပါရယ်အေဘီလာ၁၉ရက်နေ့မှာပကူးမျိုးတက်မခွန်ကွန်မှာမောမန်တနန်များဖြစ်တနန်တက်ရောက် ်ပြီးစီပြီးစကိုင်းတိုင်းအထက်ပိုင်းဒေသစစ်မြေပြင်တွေကိုအတင်းအကျပ်စီလိုချင်းခံရတဲ့ဒုတက်စိတ်မှုဖြိုးတီဟာနဲ့စစ်မှုရန်တပ်သားတင်မောင်တပ်တို့နှစ်ဦးကစကိုင်းမြို့တမ33ကိုရောက်ရှိလာစဉ်အလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်အဆိုပါအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတင်နှောင်းကိုအေပီလာ၁၈ရက်နေ့မှာတပ်ဆိုင်ရာမိသားစုထံကိုပို့ဆောင်အနှင်းပေးနိုင်ခဲ့ကြောင်းသိရပါတယ်။အလင်းဝင်လာတဲ့တပ်သားမောင်တပ်ကိုတော့စစ်ခွေးတွေကနေအိမ်ထဲကိုဝင်ရောက်ဖမ်းဆီးခေါ်ဆောင်လာလို့သိရပါတယ်။တပ်စိတ်မှုဖြိုတီဟာကတော့ရက်ွက်ယုံမှမပုံတင်လုံရင င်ဖန်ဆီးခေါ်ဆောင်သွားတာနှစ်ဦးလုံးကတော့အပတ်စဉ်ရှိကပါကျွန်တော်တို့မှဂုံပြူငွေပေးရချင်းပြင်မဲ့မတန်နိုင်သေးပါဘူးသက်ဆိုင်အလူရှင်ပေါ်ပေါက်လာခဲ့ရင်တော့ချိန်ဆက်ထောက်ပံ့ပေးသွားမှာပါသက်ဆိုင်ရစီရီယန်စပေါ်တာတွေလည်းချိန်ဆက်ပြီးထောက်ပံ့ပေးရဖို့လုပ်ပေးသွားမှာပါကြံရှိနေသေးတဲ့သူတွေလည်းစကားစာအတွက်အတိမခံမဲ့ပြည်သူထံကိုလုံပြီးပြည်သူနဲ့တသားလေးနေနိုင်အောင်စူးစမ်းကြပါလို့ပြောကြမှာလေလို့လျက်စီတက်ခွဲမုံရွာခိုင် MS နှစ်တရင်တက်ခွဲတုံးမှာတာဝန်ရှိသူတောင်က ပြောဆိုခဲ့ပါတယ်အလာတူတနင်္သာရီတိုင်းပုတ်ပြင်းအခြေဆိုင်က ခလာရ924တန်ရင်မှာစစ်ကောင်စီတပ်သားတအုပ်လက်နက်မပါဘဲအလင်းဝင်ရောက်လာခဲ့ကြောင်း KNL တန်ရင်903တက်ခွဲသုံးကပြောပါရယ် AB လ18ရက်နေ့7နိုင်ခန့်မှာပုတ်ပြင်းအခြေဆိုင်ခလာရ924တန်ရင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်အောင်ကိုကိုကလက်နက်မပါဘဲအလင်းဝင်ရောက်လာခဲ့ကြောင်းအလင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ဦးအောင်ကိုကိုဟာတနင်္သာရီတိုင်း တကူချင်းရွာမှာဖြစ်ပြီးစစ်မှုရန်တပ်တန်းတနစ်ရှိပြီဖြစ်ကြောင်းသိရပါရယ်။နောက်ထပ်တပုတ်အနေနဲ့တနင်္သာရီမျိုးနေ့ရှိခမာယာ958ဆက်ရှိစစ်ကြီးကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားတအုပ်တည်ဆောင်ပြီးရေဦးမျိုးမှလည်းခင်းလဲဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမျိုးနေ့ရှိခမာယာ958ဆက်ရှိစစ်ကြီးကိုဝင်ရောက်တိုက်ခိုက်ရာအကြံဘက်စစ်ကောင်စီတပ်သားတအုပ်တည်ဆောင်ခဲ့ကြောင်းတနင်္သာရီမျိုးနေ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြောပါရယ်။ AB လ16ရက်နေ့မနက်8:30မိနစ်30စက္ကန့်မှာတနင်္ င်းတိုင်းမျိုးနဲ့ကမ္မလိုင်းရွာအခြေဆိုင်အကျန်းပတ်စတရင်ခမရ958တန်ရင်စစ်စင်ကိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုကမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးအကျန်းပတ်စကောင်စီတပ်သားတအူပွဲချင်းပြီးတည်ဆုံကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်။ဒါအပြင်စကိုင်းတိုင်းရှေးဦးမြို့နယ်မှာကင်းလဲဖို့ထွက်လာတဲ့အကျန်းပတ်စကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရှေးဦးမြို့နယ်ပကဖတာဝန်ခံကပြောကြားခဲ့ပါတယ်။အေဘီလာ17ရက်နေ့မှာရှေးဦးမြို့အောင်ချမ်းသာရက် ်ကွက်ဇွဲတန်လန်ကြာကိုကင်းလေဖို့ထွက်လာတဲ့အကြက်ဘက်စစ်ကောင်စီတပ်သားတွေကိုရှေးဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မြောက်ပိုင်းပကဖကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့လိုမိုင်းဆွဲတိုက်ခိုက်ခဲ့မှုအတွင်းအကြက်ဘက်စစ်ကောင်စီဘက်မှတိုက်ခိုက်တည်ဆောက်မှုအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေတော်လိုင်းရဲပေါ်များအထူးကံမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။